ကဲအနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေအားလုံးရောကျွန်တော်ရဲ့စာဖတ်ပရိသတ်ကာတွန်းပရိသတ်အားလုံးရောကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်နမှုနေကြပါစေ။ကံညာဝရိယသုံးချက်လုံးအကောင်အောင်လေကျူပါနမှုနေကြပါစေခင်ဗျာ။အထူးသဖြင့်အခုလိုကိုဗစ်ခုခံစစ်ကိုဆင်နွှဲနေတဲ့အခါသမယမြို့မှာမမိတ်မလျော့မပေါမဆသောသတိကြီးစွာထားပြီးတော့မိမိတို့ရဲ့ကံအစွမ်းညာအစွမ်းဝရိယအစွမ်းတွေကို အပြည့်အဝစိုက်ထုတ်ပြီးတော့အန္တရာယ်ကင်းအောင်ဘေးရှင်းအောင်ကျော်လွှားတော်မူနိုင်ကြပါစေကျော်လွှားနိုင်ဖို့အတွက်လဲကျိုးပန်းတော်မူနိုင်ကြပါစေလို့ကျွန်တော်ဆန္ဒပြုဆုတောင်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျဒီရွှေစကားငွေစကားအစီအစဉ်လေးကိုကျွန်တော်ညတိုင်းစူးစမ်းပြီးတော့ကျွန်တော်ရဲ့ဇင်ယောနီ page ဇင်ယောနီ account ကနေတင်ဆက်ပေးနေပါတယ်အဲ့တော့ online ပေါ်မှာလဲအတုပစင်လူယူမားတွေကတော်တော်ကိုမှွေနေကြပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေပြိတ္တာအားလုံးလည်းပဲအခုတို့ live လွှင့်နေတဲ့ page တွေအကောင့်တွေကတော့ဒါအစစ်အမှန်ဆိုတာလေးတက်တက်ကွဲကွဲဆုံးဖြတ်လို့ရတာပေါ့နော်ဒါကြောင့်အတုအပဆင်လူယူမာများလဲအထူးသတိပြုတော်မူကြပါအခု live ထွက်ပေးနေတဲ့ page ဆိုအကောင့်တွေကတော့ဒါအစစ်ဆိုတာလေးနော်ဒါဟိုယုံကြည်စိတ်ချစွာဆက်သွယ်နိုင်ကြပါတယ်နော်အဲ့တော့ကျွန်တော်ပြိတ္တတွေထဲမှာဘေးရင်ပြိတ္တတွေရောစာဖတ်ပြိတ္တတွေရော ပေါ့ကျွန်တော်အဘမင်းနေကဥဆောင်ပြီးတော့ထွေခဲ့တဲ့မနှောမယဂျာနယ်ကြီးဆိုလို့ရှိရင်လည်းပဲ ကျွန်တော်ဒီကိုဗစ်နဲ့တကြံနဲ့ဝိညာဉ်မှာကျွန်တော်တို့ဂျန်နဲ့စာနယ်ဇင်းနေအားလုံးတို့ပဲပေါ့နော်ခဏရပ်ထားရတယ်အခုတော့ပြန်ထွက်နေပါပြီအဲ့တော့ပုံမှန်မှာယူထားတဲ့မိတ်ဆွေများစီလည်းရောက်လာပါလိမ့်မယ်ဟိုခုမှမှာခြင်းတဲ့မိတ်ဆွေများလည်းပဲဒီလိုဂျာနယ်တွေကကြတော့သတင်းစာပို့တဲ့မိတ်ဆွေတွေလို့ဒီစီမှာပုံမှန်မှာထားလိုက်ရင်စိတ်ချပါလိမ့်မယ်။နောက်ပုံမှန်မှာထားလိုက်ရင်စိတ်ချရမယ်။အပတ်စဉ်ယူမယ်ဆိုတာမျိုးပေါ့နော်။အဲ့ဒါအဲ့တော့ကုသပထွက်တဲ့မနောမယမှာဆိုလို့ရှိရင် ဒါဒီကျွန်တော်တို့တကြံပြီးနှစ်အခုပေါ့1382ကိုဝင်လာတဲ့အချိန်မှာကိုလှုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းစီးပွားရေးလုပ်ငန်းအခြေအနေတွေဟာဘလို့အလားအလာအခြေအနေရှိနိုင်တယ်လဲဆိုတာလေးဒီမှာကျွန်တော်ဟောကိန်းထုတ်ပေးထားပါတယ်ဥပမာဆိုတော့အစအဦးလုပ်ငန်းတို့ဆောက်လုပ်ရေးလုပ်ငန်းတို့အဲ့လိုအိမ်ဆောက်ဦးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအသိဖွဲ့လုပ်ငန်းတွေဟာအစိုးရနဲ့အကောင့်အကောင့်ကနေအစိုးမတိမငိမ့်အပြောင်းလဲတွေများတတ်တယ်ဆိုတဲ့ဥစ္စာလေးဟဲ့လားအဲ့ဒါပို့ကောင်းဖို့အတွက်ဘလို့ရေရလောက်ပါ ကားလုပ်ငန်းတို့ငွေကြေးလုပ်ငန်းတို့ကတော့တအားကောင်းတယ်ဒီနေ့ထက်မှငွေကြေးလုပ်ငန်းတွေကားလုပ်ငန်းတွေကျက်တုံငါတို့ကြမ်းတို့ကွန်းတို့ဒိုင်းလန်နာတွေကတော့ထူးထူးခြားခြားကိုအရှိန်မြင့်နိုင်တယ်ကောင်းနိုင်တယ်ပိုကောင်းအောင်ဆိုပါလို့ပါအာစိုက်ပြွေးရေးတို့ဆန်တို့စီတို့ဆေးတို့စားတို့မှာအထူးကအချုပ်အဆုံးရှုံးများရတဲ့အဲ့ဒီအတွက်အကောင်းဆုံးဖြစ်သွားအောင်ဘယ်လိုလုပ်ပါစသဖြင့်ပေါ့အဲ့ဒါလေးတွေကျွန်တော်ဒီမှာလမ်းညွှန်ပေးထားပါတယ်အဲ့တော့ကိုရက်တည်နေတဲ့ရက်တည်နေတဲ့လုပ်ငန်းအပေါ်မှာမူတည်ပြီးတော့ကိုလုပ်ငန်းအခြေအနေကဒီနှစ်တည်းမှာအလားအလာဘယ်လိုရှိနိုင်လဲဘာလုပ်တင်လဲဆိုတာလေးတွေပေါ့နော် တော့ဒီရွှေစကားငွေစကားအစီအစဉ်ကနေပြီးတော့ကျွန်တော်ညတိုင်းစူးစမ်းပြီးတော့တင်ဆက်ပေးနေပါတယ်အနေနဲ့ရကမိတ်ဆွေများတို့လည်းအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ဗျအဲ့တော့ဘေးရင်ရရာဂိမ်းခန်းနေအပြင်ကျွန်တော်မိတ်ဆွေများစိတ်ခွန်အားတိုးရတိုးကြောင်းနောက်ညံအလင်းလေးတွေပွင့်ရပွင့်ကြောင်းစိတ်နှလုံးလေးငြိမ်းချမ်းရငြိမ်းချမ်းကြောင်းစကားလက်ဆောင်လေးလည်းကျွန်တော်ထည့်ပြီးပြောလို့ရှိပါတယ်အဲ့တော့ဒီနေ့ ကျွန်တော်အကောင့်ထဲကိုဝင်လာတဲ့အကြောင်းအရာလေးတစ်ခုက ပုံမြင်မဲ့ဆိုကြပါတော့အဲ့ဒါလေးကလူရှင်တော်ဆရာကြီးတွေရဲ့ပြက်လုံးခွင်လေးကြလူရှင်တော်ရဲ့ပြက်လုံးလူရှင်တော်ရဲ့ပြက်လုံးခွင်လေးလူရှင်တော်နှစ်ယောက်ငွေချင်းနှစ်ယောက်ပေါ့လမ်းလျှောက်လာရင်းနဲ့မိုးကအာအသေးတန်ရွာတာသူတို့လမ်းဆက်လျှောက်လို့မရတော့ဘူးတအားရွာနေတော့တယောက်ကဟာတဲ့ငါတို့ခကြီးထွက်ဖို့ခကြီးဆက်ဖို့တော့ခကြီးကတော့ဖင့်မိကွာတယ်မိုးကလည်းဒုက္ခပဲရွာနေတယ်ကွာနော် တော့တယောက်ကဘာပြောလဲဆိုတော့ငါမှားတဲ့မိုးတိတ်တဲ့ခါတာရှိတယ်ဟာရောက်ဟုတ်လားဟာရွတ်လေကွာလောက်လေကွာလောက်လေကွာတကယ်ဆွမ်းလို့လားမင်းတကယ်ဆွမ်းလားမင်းလက်တွေ့ငါအချိန်ချိန်ဆမ်းမိပြီဟာမင်းအဲ့ဆိုရွတ်လေကွာရွတ်လေကွာမင်းဘယ်လိုရွတ်မှလဲပြောဒါမှမဟုတ်ငါရွတ်မယ်ပြောဘယ်လိုရွတ်မှလဲပြောတကယ်ရောဆွမ်းလို့လားမင်းငါခါတာလေးတဲ့ဘယ်လောက်ဆွမ်းလဲဆိုတော့မင်းတာဝန်ယူနိုင်တဲ့အာမခံနိုင်တယ်ဘယ်လောက်တောင်ဆွမ်းတယ်လဲဆိုတော့ မတိတ်မချင်းသာယွတ်မတေချာပေါက်တိတ်တယ်မိုးတိတ်တယ်ဟဲ့သူတယောက်ကလည်းအပဟာအီမီအဲ့ဒါဆိုယွတ်မယ်လေကွာပြီးတော့မှဟမ်မင်းလားဘယ်နှခေါဘယ်လောက်ကြာလဲမတိတ်မချင်းယွတ်မင်းအမေလင်းမတိတ်မချင်းယွတ်မှာတော့မိုးကတိတ်ပြီပေါ့ဟာသို့တော့ဒါလူဂျင်နရီရဲ့ဟာသပြက်လုံးကုန်လေးပေါ့နော်မိုးတိတ်တဲ့ခါတာရှိတယ်တကယ်စွမ်းနေသေးကြတယ် ဘယ်လောက်ယူရမလဲမတိတ်မချင်းယူအိမ်မတိတ်ကိုတိတ်တယ်ဆိုတော့อืมยีเสียပါပဲတို့တော့ကျွန်တော်တကယ်ကျွန်တော်ရဲ့လက်တွေ့ဘဝရည်နဲ့ချိန်ထိုးပြီးစဉ်းစားကြည့်တဲ့အခါမှာအဲ့ဒါยีเสียမဟုတ်ဘူးကျွန်တော်ဘဝရဲ့အောင်မြင်လမ်းညွန်ကျွန်တော်ဘဝရဲ့အောင်မြင်လမ်းညွန်ကျွန်တော်ဖြစ်ခြင်းစောတွေလူခြင်းစောရခြင်းစောတွေအောင်မြင်ထုံးပေါက်ခြင်းစောတွေချမ်းသာခြင်းစောတွေနဲ့ အလုပ်တွေအမျိုးမျိုးလုပ်ကြတယ်ကျွန်တော်မိတ်ဆွေတွေရောကျွန်တော်ရောမျိုးစုံလုပ်တာနော်တို့မြန်မာနိုင်ငံပို့ဆိုးတယ်ကိုဘွားကိုကြာနာနာတစိခတ်လို့မရဘူးကျောင်းမှာသင်လာတဲ့ပညာတွေအတမျိုးအလုပ်ကမှဝန်နာတွေအတမျိုးခုမှအခြေအနေပေးလာတဲ့အတမျိုးဒီလိုလုပ်ရင်းနဲ့နောက်တစ်လုံးကအခြေအနေပေးတယ်ဆိုနောက်တစ်လုံးပြောင်းသွားပြန်ရောဆိုတော့ကျုံဝါကြပါအကုန်လျှောက်လို့ကြာရတာအဲ့တော့ကျွန်တော်မိတ်ဆွေတွေမှလည်းပဲ အခုလုံနေတဲ့အလုပ်တွေကလည်းဝါသနာပါတယ်ပဲပြောပြောစိတ်ပါဝင်သားတယ်ပဲပြောပြောနော်ဒီတဲ့ပို့ပြီးဝင်ငွေလာတာကောင်းသောအခြေအနေကောင်းသောအလုပ်ရှိတယ်ဟေ့ဆိုရင်တော့ကိုကျွမ်းကျင်ပိုင်နေတဲ့ကိစ္စဟုတ်မဟုတ်ရရင်ဝင်လို့ကြမှာပဲမြန်မာနိုင်ငံရဲ့အခြေအနေအဲ့လိုဖြစ်နေတယ်နော်ဘယ်ဥစ္စာလဲဝင်ငွေလာတာတာလဲအတိုင်းလုံးမှာပဲနော်တစ်ပင်ဆိုင်တတ်တဲ့လူကလည်းဟိုမှာဈေးကူးတာရေးတဲ့ဝင်ငွေပိုကောင်းနေတဲ့ခေါ်တယ်ဆိုရင်ဝင်လျှောက်မှာပဲကြရင်လုံးမှာပဲ စေကူတတ်တဲ့ပညာသင်ထားတဲ့လူကလည်းဟိုမှာတစ်ပင်ဆိုင်ဖို့တဲ့နော်လူလိုတယ်တဲ့လာတာပိုကောင်းတယ်အလုံးမှာပဲဆိုတာမျိုးတွေကများပါတယ်ဘာလို့ကျွန်တော်တိုင်းပြည်မှာကကိုဝါသနာပါတာကိုစိတ်ပါဝင်စားတာကိုတက်မြောက်ကျွမ်းကျင်တာကအဓိကမဟုတ်ဘဲနဲ့ဩဝင်ွေလာတာလေးတထောင်တူတူတထောင်တူတူတသိန်းတူတူဟဲ့ဆိုတာလေးကိုမျောလင်းကြရတာဟုတ်ဒါအဖြစ်မဆိုသားပါဘူးဒီကျွန်တော်တိုင်းပြည်ရဲ့အခြေအနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဘဝတွေမှာပြန်စဉ်းစားကြည့်တော့ လုပ်ငန်းဆောင်တာတွေတော်တော်များလုပ်ဖူးခဲ့ကြပြီဒါပေမဲ့ဟိုဟာကလည်းမဖြစ်စလောက်ဒီဟာလည်းမဖြစ်မြောက်ဟိုဟာလည်းတို့လိုတက်လန်ဒီဟာလည်းတို့လိုတက်လန်နဲ့ပြီးသွားတဲ့ကိစ္စတွေကများပါတယ်ဒီလိုကြောက်မှစာရီသင်ရတယ်လို့ပဲမြန်မာစာလည်းသင်ရတယ်အင်္ဂလိပ်စာလည်းသင်ရတယ်သင်ချာလည်းသင်ရတယ်တမိုင်းလည်းသင်ရတယ်ပထဝီလည်းသင်ရတယ်အီကိုလည်းသင်ရတယ်ဖစ်စ်လည်းသင်ရတယ်ဘိုင်ယိုလည်းသင်ရတယ်အမလေးအကောင်လုံးဘိုင်အိုဆိုတာအဘီအိုဘီအိုနော်ဘိုင်အိုစလုံးပေါင်းပြလိုက်မယ်ဖီစစ်အားစလုံးပေါင်းပြလိုက်မယ်အကမစီစလုံးပေါင်းပြလိုက်မယ်အိတ်ဆူအိုအားပဲဘုက္ခု ဒါပေမဲ့အဲ့တော့နဲ့တေချာတခုရက်ဒီဇန်กว่าလှုပ်ဆန်းกว่าဆိုတော့အဲ့လိုကြတော့နေငါတင်တန်းပြန်တက်လိုက်အောင်မယ်တို့ဘဲမှာအနိကဗနလပြတင်တန်းတက်အောင်မယ်ဆိုတော့မျိုးဖြစ်ကုန်လားကျွန်တော်နဲ့ခင်နဲ့ကတ်တုန်းဆရာမလေးတယောက်ဆိုရင်ကျောင်းဆရာမသူကအင်္ဂလိပ်စာမေဂျာနဲ့ကျောင်းပြီးတယ်တဲ့ဖွဲ့ရပြီးနည်းနည်းသုံးနှစ်လောက်ရှိတော့သူကျောင်းဆရာမဝင်လောက်နေတာတခါကျောင်းပြည့်ရကျတော့သူကနေရရန်ကုန်မှာလာတွေ့တယ်ဘာလို့တော့အင်္ဂလိပ်စာတင်တန်းလာတက်တာတဲ့ဟဲ့ နေအင်္ဂလိပ်စာမေဂျာနဲ့ဘွဲရတာလားသူအရတာရတာပဲလေဆရာရဲ့တဲ့ဒါမှမဟုတ်အခုကျောင်းပိတ်ရလေးမှာလိုအပ်တော့ကော့ကိုထပ်ဖြစ်ရတာပေါ့တဲ့ဆိုတော့ဩအင်္ဂလိပ်စာအထူးပြုပြီးတော့ဘွဲယူထားတဲ့ကျောင်းဆရာမတယောက်ဒီပဲလင်းနွေရသည်မှာသူနှစ်လကျောင်းပိတ်ရလေးမှာအင်္ဂလိပ်စာသင်တန်းတက်ရသေးတယ်နော်အဲ့တော့ဆိုထားပါတော့ကျွန်တော်တို့ဘွားတွေမှာအလုပ်တွေကတော့အကုန်လုံးကြတာပါပဲကျွန်တော်မြန်မာတွေကစူးစမ်းတယ်စိတ်ကြအခါကောင်းတဲ့အတွက် ကိုစီကိုစီကြိုးစားကြတာပဲအားလုံးဒါပေမဲ့ပင်မအကျိုးမနာတာတွေကြိုးစားအကျိုးမနာတယ်ကျွန်တော်တို့ဘွားတွေမှာအများကြီးပဲအဲဟိုမရောက်ဒီမရောက်ဖြစ်ကုန်လားဟိုမရောက်ဒီမရောက်ဖြစ်ကုန်လားအင်္ဂလိပ်စာကြလည်းမကျွမ်းကျင်မပိုင်နိုင်သင်ချာကြလည်းပြီးပြီမဟုတ်ဆိုတာမျိုးတွေပေါ့နော်အဲ့တော့တကယ်လို့သာပညာတစ်ခုခုကိုကျွန်တော်တို့က၃နှစ်၅နှစ်ဒီတစ်ခုကိုပဲဇက်လိုက်မတ်တက်ဆွတ်ဆွတ်မြင်မြင်လောက်ခဲ့မယ်ဆိုရင်၃နှစ် တော့ဆိုရင်တော်တော်ကိုရပ်တည်နိုင်တဲ့ပညာရှင်ဖြစ်ပါတယ်။ငါနှစ်ဆယ်နှစ်ဆိုလို့ကတော့အာဆရာကြီးဖြစ်သွားမှာဆရာမကြီးဖြစ်သွားမှာနော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ဟိုဝါကြလဲဆက်ဆက်ဆက်อืมဖြစ်ပါတယ်စမ်းကြည့်မယ်လေဒီအကြက်လည်းဆက်ဆက်ဆက်အဲစမ်းကြည့်တာပေါ့လှုပ်ကြည့်တာပေါ့ဆိုတာတွေကကျွန်တော်ဘွားတွေမှာများပါတယ်နှစ်မျိုးဖို့ကောင်းနေအဲ့တော့လောကကြီးရဲ့တဘာဝကလေရစ်ဆက်တယ်ပဲပြောပြောတိကျမှန်ကန်တယ်ပဲပြောပြောပေါ့နော် ကျွန်တော်တို့ဘာတွေတက်တယ်လဲဘာတွေကျွမ်းတယ်လဲကျွန်တော်တို့ဘာတွေလုပ်နိုင်တယ်လဲနဲ့မဆုံးဖြတ်ဘူးเนาะကျွန်တော်တို့အလုတ်ပြီးပြင်ဘလောက်ပြီးတယ်လဲနဲ့ပဲဆုံးဖြတ်တယ်ဆိုကြပါစို့ကျွန်တော်မမြောင်းပေါက်မဲ့နေရာမှာကျွန်တော်အလုတ်တွားလျှောက်တယ်အလုတ်ရှင်ကကျွန်တော်ကိုပြောတယ်တပေပြီးရင်မင်းတပေါင်းပေးမယ်ရော့အနက်ကဘလောက်အဲ့ဒါတပေပြီးတိုင်းပြီးတိုင်းမင်းကိုတပေါင်းပေးမယ်ရော့တူပေါက်ဟုတ်ကဲ့ဆိုပြီးကျွန်တော်ပေါက်တာဟာကွာမြည်ရ ကြောက်ပါလို့ဖြစ်မှာကြော်စုပ်ပြတ်တက်ပြီးတော့ဘောနော်လက်တွေလည်းပေါက်ကျွန်တော်အာပစ္စည်းပစ္စည်းလည်းအကုန်ပျက်စီးတွန့်လင်းကောက်ကွေးညနေမိုးထုတ်တဲ့အခါမှာတပေးတော်မပြီးဘူးဟာတို့ကျုံးမှလည်းကိုယ်မှလည်းသေမတက်လောက်ရတာအဲ့တော့အလို့ရှင်ကိုကျွန်တော်တနေကုန်အလုပ်ပြီးသွားပြီလူလည်းစုပ်ပြတ်တက်နေတာပစ္စည်းလည်းအကုန်ပျက်စီးနေတာကျွန်တော်ပက်ဆက်လေးထုတ်ပြီးလှုပ်ရှင်ကြည့်တယ်ဟာမင်းတပေးတော်မပြီးဘူး ဟာခဏတပေမပြီးရလားမပြောနဲ့လေကျွန်တော်မှသင်မတက်လောက်ရတာမင်းနဲ့ငါနဲ့သဘောတူတာစာချုပ်ထူတာတပေပြီးရင်မင်းကိုတပေါင်းပေးမယ်လို့ပြောတယ်တပေမီးတွေ့တယ်မပေးဘူးမင်းတနေ့တနေ့ဒုတိုက်လို့ဟာ6လောင်းဆိုပြီးပေတရာပြီးရင်လည်းပေတရာသာပေးလိုက်မှာတပေမှမပြင်းလေတပေမှမပေးနိုင်အဲ့ဒါလောကကြီးရဲ့တဘာပါပဲကလေးတယောက်စားကြက်တာတင်မတက်ကြိုးစားတယ်စားမွေးကြရှုံးတယ် သူမေးတဲ့သူပိုင်တဲ့စာနဲ့မရလို့အေးမင်းမမင်းသေးအောင်ကြက်ကြက်နော်ဘလိတ်ကောင်းထွက်အောင်ပဲကြက်ကြက်ဖင်မှုတောင်းထောင်ပြီးတော့ဂျုံပြစ်ပြီးတော့ပဲကြက်ကြက်ဘလောက်ပဲစူးစမ်းစူးစမ်းငါတို့မေးထားတဲ့မေးခွန်းကိုမဖြေနိုင်ရင်တော့မင်းအောက်မှမရဘူးအဲ့တော့ကိစ္စတော်တော်များများမှာအဲ့ဒါလိုမျိုးကို့လုတ်အားရဲ့အလုတ်ပြီးမြောက်တဲ့တံပိုးနဲ့ပိုင်းဖြတ်တာတွေများပါတယ်ဆိုကြပါစို့ကျွန်တော်မိတ်ဆွေတွေမှလည်း ်ဟိုအဋိဌာန်တို့ကျင့်သင်တို့ဝါဒနာပါရမိတ်ဆွေတွေရှိလိမ့်မယ်ဟာဒိဋ္ဌာန်တစ်ခု၃လောက်တာ55ရက်နော်3လလုတ်တယ်ပေါ့3လရက်60လုတ်တယ်အာရက်60တောင်လုတ်တာနောက်တစ်ခါကျတော့အာတလာခွဲလုတ်မယ်လုတ်ပြန်ရောနောက်တစ်ခါကျငါ6လဒိဋ္ဌန်ဆိုပြီးလုတ်ပြန်ရောဆိုကြပါစို့ရက်60 3လဒိဋ္ဌန်ငါရက်60အဒိဋ္ဌန်ပြီးသွားပြီဆိုပြီးရလိုက်တယ်တကယ်လို့အဲ့ဒီအဒိဋ္ဌန်က62ရက်လုတ်မှ အစွမ်းပြမယ်အဋိဌံဖြစ်နေဘယ်လိုလုပ်မလဲရှေ့မှာကိုစူးစားခဲ့တဲ့ရက်60နှစ်မျိုးစရာကြီး60ရက်ဖြစ်မှပြီးမယ်ဆိုတာကိုလည်းမသိနိုင်ဘူးလေတကယ်လို့များတရက်လေးဆက်လုပ်လိုက်ရင်ဟာကြာနာနာထင်နေရှားရှားအောင်မြင်တော့မှာနော်ဒါဝေးရင်မဲ့ဟောရက်60အဋိဌံလှုပ်ပြီးတော့ရက်ပလိုက်တာတွေကျွန်တော်တို့ပေါ်မှာအများကြီး55ရက်စူးစားပြီးတော့ရက်ပလိုက်တာတွေအများကြီးတနည်းစူးစားပြီးရက်ပလိုက်တာတွေအများကြီးအဲ့တော့ကိုရှေ့မှာစူးစားအားထုတ်ခဲ့တဲ့များ အလဟတာဖြစ်ကုန်တာတွေအများကြီးရှိပါလေအဲ့တော့တခုခုကိုကျွန်တော်တို့ကပိုင်ပိုင်နိုင်နိုင်ပြီး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 ရေစုံရေပြားတာလှုပ်ရင်အဲ့ဒီတခုခုမှာကြာနာနာအောင်မြင်ထုတ်ပေါက်မှာတေးကြပါတယ်အဲ့ဒီစူးစားခြင်းရဲ့အတိအပွင့်ခန်းစားမှာတေးကြပါတယ်ခုကကြတော့ကျွန်တော်တို့ကဟိုပင်ဆိုင်လိုက် ဒီပင်ပြောင်းဆိုင်လိုက်ဟိုပင်ဆိုင်လိုက်ဒီပင်ပြောင်းဆိုင်ဟိုအသီးလည်းမသီးဒီအပွင့်လည်းမပွင့်နဲ့ဘဝမှာအသက်တွေလည်းကြီးလာပြီအသက်20ကနေ30 30ကနေ40 40ကနေ50 50ကနေ60တွေဖြစ်လာပြီဟိုအပွင့်လည်းမပွင့်ဒီအသီးလည်းမသီးတစ်သက်လုံးနဲ့ကို့မှာဆိုက်လိုက်ပြိုးလိုက်ရတာတွေကြိုးစားလိုက်ရတာဆိုတာအများကြီးဆိုတော့အဲ့တော့ခုနလူရှင်တော်များရဲ့မိုးတာမိုးတိတ်တဲ့ဂါတာလေးကိုနမူနာယူပြီးတော့ဘလို့တစ်ခုခုလုပ်မယ်ဘယ်အထိလုပ်မှာလဲမဖြစ်မချင်းလုပ်မဖြစ်မချင်းလုပ်မယ် မအောင်မြင်မချင်းလုံမယ်ဆိုပြီးဒုံဒုံချမှဒါလင်အဲ့ဒီတခုမှကျွန်တော်တို့လောက်ပါကြိုးပင်မန်းကြိုးကြိုးစားကြိုးနှက်ပါလိမ့်မယ်အဲ့တော့ဟိုဒါလေးကနေရာတိုင်းမှာအံမဝနိုင်တော့လဲပဲကျွန်တော်ဘဝတွေရဲ့အမာခံရက်တိမဲ့ကိစ္စတွေမှာကြတော့အဲ့ဒါကအဲ့ဒီအယူအဆသဘောတရားကအလွန်အရေးကြီးပါလိမ့်မယ်ဒါကြောင့်ဟလာဈေးအောင်ကောင်းခြင်းနဲ့ရေရလောက်တဲ့မိတ်ဆွေများ တပီညွန်းနဲ့ရိုက်ပါနှစ်ချက်လေးပလက်ပလက်နဲ့ရိုက်ပြီးတော့ရောင်းထမှာပဲမမြော်နဲ့တချို့စားနှစ်ချက်မဟုတ်ဘူးလေအချက်၂၀ရိုက်မှအဲ့ဒီအစွမ်းပြမှာဆိုရင်အချက်၂၀ရိုက်ရမှာမလကာဒီလေးပန်းဒီလေးရောင်းတော့ကတပီညွန်းနဲ့နှစ်ချက်ရိုက်လို့ထွက်ပေမဲ့အင်ကြီးရောင်းတဲ့အခါကျတော့တပီညွန်းနဲ့အချက်၂000ရိုက်ရင်လည်းရိုက်ရမှာဟုတ်လားဆိုကြပါစို့ခမရောက်တနက်တက်လက်ပေးလိုက်တယ်အဲ့ဒီတနက်နဲ့ ြစ်လိုက်တဲ့အခါမှာကြက်ဆိုလို့ရှိရင်တော့တကောင်တစ်ချက်ပြစ်လိုက်ရင်အဲ့ကြက်တကောင်ဆိုရင်သေးတယ်တစ်ချက်ဆိုရင်သေးတယ်ဖြစ်နိုင်ပေမဲ့နွားဆိုရင်တော့နှစ်ချက်လောက်ပြင်ပြရမှာစင်ရင်စင်ဆိုရင်တော့ခမရအချက်3 4 50လည်းပြင်ပြရမှာရကြင်မှာလည်းရမှာဒါတော့မှန်အောင်မှာအဲ့တော့ကိုလုတ်တဲ့အလုပ်တစ်ခုဟာငါတော့ တလကြိုးစားပြီးပါပြီကွာဒီသုံးလကြိုးစားပြီးပါပြီကွာဒီတစ်နှစ်ကြိုးစားပြီးကွာဒီလာမပြောနဲ့အခုနကျွန်တော်မြောင်းပေါက်တဲ့နမူနာပြောသလိုပဲမိမမင်းသေမတကြိုးစားဘလောက်ကြိုးစားကြိုးစားဖြစ်မဖြစ်နဲ့ပဲသုံးတတ်ပါတယ်ငါကွာပညာသင်လာတာ၁၀နှစ်ရှိပြီတတ်သလားအမတတ်ရင်မိမမင်း၁၀နှစ်ရှိချင်မရှိချင်လာမပြောနဲ့ကျွန်တော်ဆယ်တန်းစာမွေးကိုလေ9နှစ်ရှိပြီဖြစ်တာ9နှစ်ရှိရှိနှစ်90ပဲဖြစ်ဖြစ်အောက်လက်မှတ်ပြအောက်လက်မှတ်မပြရင်တော့မိမမင်း ဆယ်နှစ်ပဲခြေတန်းစာတွေကိုပိုင်နေအောင်ကြက်ကြက်အောက်လက်မှမရှိရင်ခြေတန်းမအောင်ဆိုတော့လောကကြီးမှာတချို့ကိစ္စတွေကအဲ့လိုမျိုးအလုတ်ရဲ့ပြီးမြောက်ခြင်းနဲ့တိုင်းကြတာတွေရှိပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းပဲကိုဒုံဒုံချလိုက်တော့အလုတ်တစ်ခုကို အပိုင်လုံနိုင်ကြပါစေကိုဖြစ်ချင်တဲ့ရည်ရွယ်တဲ့ကိစ္စဖြစ်တဲ့အထိလုံနိုင်ကြပါစေပြီးမြောက်တဲ့အထိအောင်မြင်တဲ့အထိလုံနိုင်ကြပါစေအခုနလူရှင်တော်ကြီးများရဲ့မိုတာကားတာလိုပဲ နော်ဂါရာစွန့်နေဘလောက်ရွရမလဲမတိတ်မချင်းယူအဲ့တော့အခုကျွန်တော်တို့ကိုလုံနေကြတဲ့ရည်ရွယ်နေကြတဲ့အလုပ်တွေကိုလည်းဘယ်လောက်တွေလောက်ရမလဲမပြီးမချင်းလုံးမအောင်မြင်ချင်းလုံးဖြစ်တဲ့အထီလုံးနော်ကဲအဲ့ဒါလေးကဒီနေ့ကျွန်တော်အမှတ်တရပြောတဲ့စကားလက်ဆောင်လေးဖြစ်ပါတယ်ဗျာအခုကတော့ထုံးတဲ့အတိုင်းဇွန်လ7ရက်နေ့အတွက်ရွှေစကားငွေစကား